8500ဒါကကြတော့8500ပါ figure you out math quiz ช็อกโกแลตဘောကလည်းကြီးပဲမီနူးတွေကိုအစ်စ်တွေအစ်စ်တွေအစ်စ်တွေထောက်တာပါဗောနော်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Jazz Bakery ဆိုင်သိဖို့မွဲကိုတက်ရောက်ခဲ့တာပါတခြားခင်မင်ရတဲ့ bloggers တွေလည်းအများကြီးပဲလာတယ်ဗောနော်ဆိုင်ရဲ့ decoration လေးကတော့ရန်ကုန်မြို့မှာဆိုရင်အများနဲ့မတူတဲ့ bakery ဆိုင်ဒီထဲမှာမှ ကွဲထွက်နေအောင်လို့ဆိုင်ပြင်စင်လေးကိုတေးချလေးလုပ်ပေးထားပါဗါ။အထဲမှာဆိုလဲရေတကုန်ကြောက်ဆောင်လေးတွေနဲ့အလှဆင်ထားပြီးတော့နေရာဆိုလဲကြကြလွတ်လွတ်နဲ့ထိုင်လို့ရပြီပေါ့နော်။ Jazz Bakery မှာဆိုရင် Bakery နဲ့ပတ်သက်ပြီးတော့ Siri အလိုက်ရှိတဲ့အပြင်ကိုမှအခုဆိုရင်ထပ်တိုးမီနူတွေလည်းအများကြီးတိုးထားပါဗါ။100%ဟာလာဖြစ်တဲ့အတွက်လူမျိုးပါတာမီလည်းလာပြီးတော့စားသုံးလို့ရပါတယ်ခင်ဗျာ။ Jazz Bakery လည်းဒီထက်မကအများကြီးအများကြီးအောင်မြင်ပါစေ။ထပ်ပြီးတော့လည်းဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ဝစ်ကိတ်နဲ့ပါပါဝင်တဲ့ဖြစ်စဉ်က၄မျိုးရှိတယ်။အဲ့၄မျိုးလေးပြောပြလိုက်တာဟုတ်။ဒီဘက်ကခရီးတော့ခရီးတော့အဲ့လိုမျိုးခရီးပါဘာ You said you love me you'll only believe it ယခုဆိုရင်ကျဲတဲ့ 啊！你看。 ကဲဒီနေ့ကတော့ Plaza မှာ Jazz Bakery မှာအဲ Mousse Cerise လေးမှာထားရပေါ့နော်ဆိုတော့ဒီဟာလေးကတော့ Mousse Cerise ရဒါဟိုဟာဒူးရင်းသီးလေးပေါ့နော်သူကတော့တစ်တောင်းပေးရပါတယ်ဒါလည်း Mousse Cerise ပဲ Chocolate ပေါ့နော်သူလည်းတစ်တောင်းပေးရပါတယ်ဒါကြတော့ Pistachio လို့ခေါ်တယ် Dubai Chocolate ထဲမှာပါတယ် Pistachio ပေါ့နော်ဒါလေးဆိုလည်းတစ်တောင်းပဲပေါ့နော်ဒါလေးကကြတော့ Blueberry ပါသူကတော့8500ပေးရပါတယ်ဒါလေးကတော့ Strawberry ပါသူကလည်း8500ပါ cheese နဲ့ chocolate ball လေးပါပါတယ်အောက်မှာ chocolate ball လေးပေါ့နော်ဒါကကြတော့ mango mousse ပေါ့နော်သူကကြတော့8500ဒါကကြတော့8500ပါနော်တော့ chocolate cake ဒါကတော့ jazz bakery ကနေ bless ကိုအဲ mooney လက်ဆောင်လေးလုပ်ပေးရပါပေါ့နော်ဟုတ်ပါပါသူရဲ့ mousse ကကြတော့လောကပြပြင်းနေနေလေးဘူးနေတဲ့မွေးနေပါစာစိတ်ညာပဲရော chocolate ဆာမယ်ဟုတ်ဒါလေးဆိုရင်လူတိုင်းကြိုက်မဲ့ရတာမျိုးလေးပြီးလို့ရှိရင်ခလေးတွေလည်းကိုကြိုက်မယ်ပေါ့နော် chocolate ကလည်းလုံးဝချိုကားစိတ်ဟုတ်ဒီဇက်ဂရီအရင်လို jazz bag ကြီးမဟုတ်တော့လုံးဝမီနူးတွေကိုအစ်စ်တွေအစ်စ်တွေအစ်စ်တွေထုတ်တာပေါ့နော်ကျတော့အောက်မှာကိတ်သားလေးပါတယ်အပေါ်ကအတီစတာရှိုးရဲ့ပြီးလို့ရှိရင် ช็อกโกแลตရဲ့2မျိုးပါတာပေါ့နော်ဒါတည်းကကြောင့်နည်းနည်းဖားသက်သက်အရသာလေးအရသာ3မျိုးခံစားရတာပေါ့ကိတ်သားအရသာရောအပေါ်ပစ္စတာရှူရောပြီးရင်ช็อกโกแลตပေါ့3မျိုးပေါ့နော်အဲဒီမှာစက်တိုက်တွေစားရမယ်ပေါ့နော်ဒါကြောင့် blueberry ပါဘယ်ကြီးကြတယ်နည်းလေးအီးပြေပေါ့နော်ဒါ9500ရတော့ဟို ီช็อกโกแลตတို့ဒူးရင်းတို့တော့နည်းနည်းသေးတယ်ဘလူးဘယ်ရီကစတော်ဘယ်ရီလေးပါစတော်ဘယ်ရီရတာကြောင့်နည်းနည်းလေးဒီကအရမ်းနည်းနည်းပေါ့လေခံစားဒူးရင်းช็อกโกแลตပီစတာချိုပြီးလို့ရှိရင်ဘလူးဘယ်ရီသူ့ရဲ့ရတာတွေကလုံးဝခိမိပြင်စိတ်နေပဲဒါကြတော့ cheese နဲ့အောက်ကကြတော့ช็อกโกแลตဘောလေးပေါ့เนาะဒီမှာช็อกโกแลตဘောကလည်းအကြီးပဲမဲမဲလုံးလုံးနေ ช็อกโกแลตလုံးကြီးเนเนတော့อีရဲ့ဒါပေမဲ့မတ်တော့ပို့ပြီးတော့အစိမ့်ရတာပို့ပြီးတော့များတယ်ပေါ့နော်ဒီမှာ fresh juice တွေကလည်းအများကြီးရတယ် coffee တက်ပတ်သက်တာတွေလည်းအများကြီးရတယ်အခုလို cake လေးရောရတယ်ပေါ့ပြလို့ရှိရင်မ cake လေးခွဲရအောင်ပေါ့အဲ cake ကတော့ double ကိုမွေးနေဝင်မပေးရလို့အဲဒီမှာရောက်တော့မွေးနေ cake နေနေမှာလက်ဆောင်ပေးရပေါ့နော်အဲဒါကြတော့အဲ passion fruit လေးပါကိမုံနဲ့တာနဲ့ကြတော့ လိုက်ဖက်တာပေါ့ဒါလေးကြ AEB ရေဆိုတော့လေ Mango Mousse ပေါ့နော်အပြည့်ဒီအဖက်လေးလဲဝါစားမြည်ရသူလဲ AEB ရေစားတယ်မွေးကြမယ်ကဲဒီမှာထပ်ပြီးတော့အေးလေးထပ်ရောက်လာပါပြီဒါကတော့ smoothie ပေါ့နော် miss line smoothie လေးပါဒီမှာကျတော့ ဖိုစီနန်လေးပါထည့်ကြိတ်ထားပေါက်ကပို့ပြီးအီပြေတယ်လုံးဝ fresh ဖြစ်တယ်ပေါ့နော်သူရှိမှလည်းဒီလိုမျိုးဟို drink လေးတွေကလည်းတောက်လို့ကောင်းတယ်အဲဈေးလည်းဒီမှာတော့ပုံမှန်ကိတ်ဆိုင်လိုပဲဈေးတွေကတော့အရင်များရမှလည်းမပေါ့ဘူးပုံမှန်ဈေးတွေပါပဲဆိုတော့မှကိတ်ခွဲမယ်ဒါဆိုတော့မနေ့ခင်းရတော့မှပွဲရတော့တက်ပြီးသွားပြီဆိုတော့ပွဲရမှာဆိုတော့စားလို့အဆင်မပြေတော့အာညနေလေးမှလာပြီးတော့စားတာပေါ့နော်ဒီမှာဘတ်ဒေးကိတ်လေးခွဲပါမယ် Happy birthday to me အခုလိုမျိုးကိတ်လေးဆိုလဲလေ โอ้โอ้โอ้วาชကိမုံရန်ကောင်းတာပဲကိမုံစုံနေပုံမှန်ဆိုရင်ဒီဒေနာခရင်တွေဆိုအရန်စားပြစ်တယ်မှာပါဘူးသူခရင်သုံးမိထားလည်းကောင်းတယ်ကိတ်သားလည်းကောင်းတယ် sorry ခုလိုမျိုးကိတ်လေးမှာကျင်တယ်ဆိုလည်းသူခုမှကြတော့တကယ်လို့လက်တန်းတခါလေးလိုအပ်လို့ရှိရင်တန်းပြီးလာဝင်မယ်ဆိုရင်ကြတော့ဟိုကိတ်ကတော့ ကိန်းမုတ်လေးတော့တို့လုတ်ထားရှိရဲ။ဒါပေမဲ့သူကတော့3000ကျော်ကနေပြီးတော့စတာပေါ့နော်။အဲ6လက်မှ8လက်မှ12လက်မှဆိုပြီးအစားစားရှိရဲ။ပြီးလို့ရှင်လဲအဲကတ်ဆမ်မိုက်လဲမှာလို့ရ။ကတ်ဆမ်မိုက်ဆိုဒီကလောကနာမည်ကြီးပဲ။အရင်ကဆိုတနားရီအတွင်းတိတ်မုတ်ဆိုင်ဆိုပြီးတော့ဒီ Jasper Grey ကနာမည်ကြီးထားဆိုတော့လေ။အဲ့တော့ပိမုတ်လေးဒီမှာရှင်လို့ဆိုရင်လည်းဘတ်တီကက်လေးပေါ့နော်လာပြီးတော့တရက်ကြုံမှလို့ရပါတယ်ဆိုတော့ Jazz Bakery ကတော့ဒါကတော့မူရင်းဆိုင်ပဲပေါ့နော်မူရင်းဆိုင်အရင်တည်းတည်းလေးရနေပြီးတော့အခုအကြီးဖွင့်ထားတာ ဆိုင်လေးရတယ်လောဝလှလှပပလေးနဲ့ဓာတ်ပုံရရှိတဲ့သူတွေအတွက်ကော AC စီလာပြီးတော့ coffee ဆိုင်လေးမှာ AC လာထိုင်ပြီးတော့နာမည်ကြီးတဲ့ကိမ့်မုတ်တွေကတော့အများကြီးပဲဆိုတော့လာပြီးတော့စားကြည့်ပါပြီးရင်လည်းဆိုင်နောက်ထပ်ဆိုင်ကကြတော့ဟို39လမ်းပေါ့နော်ဒီဟိုဘူဂျုံလမ်းပေါ်မှာလည်းရှိရဲ one stop mat ထဲမှာတစ်ဆိုင်တာမွေ158လမ်းထိမှာတစ်ဆိုင်ပေါ့နော်ဘောင်း3ဆိုင်ရှိရဲအဲ့တော့နီဆက်ရဆိုင်လေးမှာသွားပြီးတော့စားပါလို့ပြောချင်ပါတယ်ဆိုတော့ blessed block လေးဒီမှာပဲဆုံးသက်မယ်ဒီမှာထပ်ပြီးတော့စားလိုက်ပါအောင်မယ်အဲ့တော့နောက်ထပ်ပြီးမှာလည်းပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲဆိုတာပါ